ားလုံးမင်္ဂလာပါရှင်ဒီတစ်ခါဖတ်ပြခြင်းနဲ့ဝတ္ထုတို့လေးရတော့1969နှစ်အော်တိုဘာလထောငွေတအိမ်မဂ္ဂဇင်းမှာပါရှိတယ်စာရေးဆရာမောင်ဆွေတင့်ရေးသားထားတဲ့စိတ်ကူးယဉ်ဝတ္ထုရေးဆရာဆိုတဲ့မဂ္ဂဇင်းဝတ္ထုတို့ပဲဖြစ်ပါတယ်အားလုံးမင်းနားဆင်ခံစားပေးပါရှင်ဒီမှာကတော့စာဖတ်သူမင်းနေဆက်ဖြစ်ပါတယ်စိတ်ကူးယဉ်ဝတ္ထုရေးဆရာ ကိုအာသစ်သည်ဝတ္ထုတစ်ပုဒ်ကိုရေးနေလေသည် အပြင်ဘက်၌မိုးတီတက်တက်မမဲရွာချနေ၏လျှက်စည်းတွေကလည်းလက်လိုက်တီမှလွန်မာရောအလင်းရောင်အင်အားနှဲလာစွာသောအာလာတဲ့မှန်အိမ်မှမိယာအဝဲကြိုးစား၍ဝတ္ထုတစ်ပုဒ်ကိုဖြစ်အောင်စုံးအောင်ဒုက္ခမြတီရင်းနေရရှာသည် အခုတလောသူ့ဝင်ငွေမှာတက်တယ်လာသည်ဒေကြတဲ့ရန်ကုန်မှာတဲအိမ်ဖြတ်သည့်အထဲတွင် သူလဲအပါအဝင်မှုဩက္ကလာပါမျိုးသို့ရောက်ခဲ့ရသည် ဟိုတလောကအိမ်ဆောက်ရအိမ်ဆောက်ရဒနိမဓမတန်ကျူထယံအစုံစုံတန်တူတန်စာဝဲရနှင့်နေစရာအေးအဝါဒါကလေးတခုပြန်လေတိဆောက်ရ အတွေ့ကြီးစုမဲစုချွေးနေစာကလေးများမှာတော်တော်ရော့ပါခဲ့ရသည်ဒီကြတဲ့သားသမီးတွေမှာကြောက်ပြတ်တဲ့ရန်နီးနေပြီ ဖြစ်သဖြင့်စားအုပ်ဖိုးကလေးတွေကအစကုန်စရာငွေတွေကလည်းလိုသေးသည်သားသမီးတွေကို မိမိလိုမစင်းရဲစေလိုသည့်စေတနာနှင့်ရန်ကုန်မြို့ထဲကကြောင်းကောင်းကောင်းတွေတွင် ထားခဲ့တော်လဲဒီဥက္ကလာပါကိုပြောင်းခဲ့ရသည့်နေ့ကစ၍ထိုကြောင်းတွေမှနှုတ်ထွက်စေခဲ့ရသည်သို့သောလာကမပေးရသောဥက္ကလာပါကအစိုးရကြောင်းတွင် ပြောင်းထားရသည့်အတိုင်းတာအုပ်ဖိုးတွေကလာအောင်မည်ဖြစ်ခြင်းအဖြစ်ငတ်သေးခြင်းသည်ဘာအလုံးမှမလုပ်ဘူးစာရေးပြီးပဲထမင်းစားမည် ငါဟာအမှုပညာသမားဒီပြင်အလုပ်တွေလုပ်ဖို့စိတ်အင်အားရော ရုပ်အင်အားရောငါမှမရှိဘူးဟုမိမိကိုယ်ကိုမိမိပင် အာတင်း၍ဆုံးဖြတ်ကစာရေးချင်းတသက်နဲ့အသက်မွေးခဲ့သည်မှာနှစ်နှစ်တာမြတ်ရှိပေးပြီဒါပေမဲ့ခက်တီကကိုအောင်တစ်တီဝိထုရေးချင်းစာရေးချင်းဖြင့်လုံလောက်စွာရက်တီနိုင်ဖို့အတွက်ငွေကိုမရခဲ့ပြီသူ့ဝိထုတွေမှာမဂ္ဂဇင်းတွေထဲတွင် ပါတာပါလာခဲ့တော်လဲသူသည်ယနေ့တိုင်စာရေးခြင်းဖြင့်ရက်တည်နှိုင်းလာအောင်ဝင်ဝင်မကောင်းခဲ့ရှာပြီအခြားလူကြိုက်များသောစာရေးဆရာတွေမှာဟိုမဂ္ဂဇင်းဒီမဂ္ဂဇင်းတွေတွင်ပလူပြန်အောင်ဝတ္ထုတွေစာမူတွေရေး၍ဝင်ဝင်လမ်းဖြောက်ကြလေတော်လဲကိုအောင်တစ်ခမရမှာမူထိုသူတွေလောက်ကြေးများများမရခဲ့ရှာပြီးတော့သူက သူ့ကိုမဂ္ဂဇင်းတိုက်ရှင်နဲ့အယ်ဒီတာတွေကနှိမ်သီးဟုပဲ တရေသေးယုံကြည်ချက်ချမှတ်ထားခဲ့သည်အခုတလောနာမည်ကျော်၍လူကြိုက်များနေသောစာရေးဆရာများမှအချစ်ဝတ္ထုရေးဆရာများဖြစ်ကြသည်ဟု ကိုအောင်တစ်သည်တွေးမြင်မိသည်နှင့်အချစ်ဝတ္ထုများကိုကြိုးစားရေးကာမဂ္ဂဇင်းတွေသို့ပို့ကြည့်၏မဂ္ဂဇင်းတွေထဲတွင် သူ့အချစ်ဝတ္ထုတွေပါလာခဲ့သည် စာဖက်ပရိသတ်၏လှုပ်ရှားမှုကို သူ့ခင်မာမတွေ့ရဒီလိုနှင့်အချစ်ဝတ္ထုတွေကို စိတ်ကူးယဉ်ကျေး၌ရင်၍ရေးနိုင်သလားကြိုးစားရေးကထပ်၍ထပ်၍ပိုသည်သူ့ဝတ္ထုတွေသာပါလာသည် သူရသောစမှုကမှာတိုးတက်သည်မရှိထွက်ခါသူသည် အားငယ်လာသည်ဟိုနေမဲ့ကျော်အချစ်ဝတ္ထုရေးစရာတွေဤစမှုကမှာဝတ္ထုတို့တပေါက်လျင်အ ਨੇ စုံဝတ္တရ50ခန့်ရ၍သူ့ဝတ္ထုမှာငွေ50မြတ်သာရ၏ကြတော့လူမှာ ရေးရံပင်အပြက်လာခဲ့သည်နောက်တစ်ခါသူသည်ဘဝဝတ္ထုများရေး၍နာမည်ကျော်ကြားကဝင်ဝေဖြောင့်နေသောစိုက်ရစရာများလိုအားကြကဘဝဝတ္ထုတွေကိုကြိုစားရည်သည်သို့သောသူမြင့်သည့်ဘဝရှုထောင့်တွေမှာဘာကြောင့်ရမသိအယ်ဒီတာတွေကပင် ခမည်းဝတ္ထုတွေကဘဝတရုပ်ကို ဖော်တဲ့နေရာမှာမပြတ်သားဘူးခမည်းအမြင်ကိုမပြတ်နိုင်ဘူးခမည်းမျက်စိနဲ့တွေ့တာကိုပဲပြတ်ထားတယ် ဒါပေမဲ့တုံးဖို့ပြေးထားတဲ့အထက်ကတပုတ်တော်ရွေးထားပါတယ်ဟုပြောလိုက်သည်ဒီအခါတွင် ကိုအောင်သည်သည်ပုံမစိတ်ပြေအားငယ်လာ၏သူ့ဝိထုကိုအားနာ၍ရွေးသည့်သဘောနှင့်အဲဒီဒါဆိုသည့်တတ္တဝါကပြောလိုက်သည်ဒါကတော့စော်ကားခြင်းတသက်ပဲဟုသာစိတ်ထဲမှာမခံကြည့်မခံသာဖြစ်လာခဲ့ပြန်သည်ဒီလိုနှင့်တဖန်ကိုအောင်သည်သည်ခေစားနေသော စားနွက်စာရင်ကလေးများနှင့် ဥပစာတင်၍ ရေးသားသဖြင့်လူကြိုက်များလာသောစာရေးဆရာတယောက်ကို အားကြကသူ့လိုလူကြိုက်များလာရင်တော့ငါလည်းဝင်ဝေကောင်းမယ်။စာမူကကြီးမြများရမယ်ဟုယုံကြည်သဖြင့်ပြည်ဟောင်းမြန်မာအမှုပညာစာပေများကို ကြားဖွေ၍ဖတ်သည်။သက်တော်ကြီးများရတုရကံတော်လာမော်ကွန်ရှားပုံတော်ပြို့စာတီစာကြီးပေကြီးများကို မနာမနေစူးစမ်း၍ဖတ်သည်ပြီးတော့ထိုစာကြီးပေကြီးများမှာ ရရှိသောစကားလုံးများကို အပိဓာဖွဲ့၍အနုအယင်များနှင့် ဥပစာဥပမာတွင်ကျောရှုံးဝင်နေသည့်ဝတ္ထုတစ်ပုဒ်ကိုရေးပြလျင်မဂ္ဂဇင်းတိုက်တိုက်သို့ပို့လိုက်၏ထိုဝတ္ထုသည်မဂ္ဂဇင်းတွင်ပါလာသည်သို့တော်များမကြမီစာဖတ်သူများနှင့်ယင်းဤရာစာပေမိတ်ဆွေများက သူ့ကိုသူများနောက်လိုက်သူနဘက်နှင့်စာရေးဆရာဟုဝိုင်းဝေဖန်ကြသဖြင့်ထိုဝတ္ထုမျိုးရေးရန်လဲ အာရော်လိုက်ရပြန်သည်ပူအောင်တစ်သည်ဝိထုရင်းနေရမှတရေးမရသဖြင့်ရန်လိုက်၏ဒီအချိန်တွင်အိမ်တွင်းကခလေးငိုတန်းကိုကြားရသည်ချီမှာပဲတာရေးမရတဲ့အထဲမှာဒင်းခလေးတွေကလည်းတမျိုးပြီးတော့မှမတ်နူရေမတ်နူဟုသူစနီးတယ်ကို အပြင်းမှလမ်းခေါ်လိုက်သည်စနီးတယ်သည်အိမ်ကန်းထဲမှထွက်လာ၏ထို့အခါတွင် အတွင်းမှာခလေးငိုတန်းသည် ပုံမိုကျင်လာ၍လာသည်ကြော့ကွာ အရက်ဖြူတစ်ပိုင်းသွားဝယ်ကြည့်ငါစာရင်းလိုလည်းမရဘူးခလေးငါထိမ့်လိုက်မယ်သူဇနီးတယ်မတ်လို့သည်ခီးစောက်ကလေးကိုစောင်းကဘာမျှပြတ်မပြောပဲထွက်သွားရှာ၏သူသည်အိမ်ခန်းထဲတွင်မှခလေးကိုယူ၍ပခုံးပေါ်တွင်မှီ၍ခြိထားပြီးလျင်ပါဇက်မှာအိုး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 နှင့်ခလေးချော်နေသည် ခလေးကအငုံမတိတ်သည် အိမ်ရှိခံကျမ်းမြင်တွင် သူသားအကြီးကလေးသည်လုံကြီးကလေးခြုံကအိမ်နေရှာ၏။သမီးငယ်ကလေးကကြောက်တင်ပေါ်တွင်ဝါလုံးရည်ရင်သူ့အကိုဘေးဝင်အိမ်နေရှာသည်။သားကြီးကလေးမှာ၉နှစ်သားရှိချေပြီ။သမီးကလေးမှာ၆နှစ်သမီးကျောင်းနေစာအရွယ်ဖြစ်၏။သူသည်ကလေးတွေနောင်ရည်ကို တွေးနေမိသည်။ဒီကလေးတွေကြည့်ရင်ဘာလုပ်မလဲ။ပြီးတော့နောက်ကဲ့သည့်နှစ်နှစ်ကျော်က ူဤစည်ရည်ကြီးဘဝကို ပြန်၍တွေးနေမိပြန်သည်ထိုချိန်ကငွေရည်ကြီးရည်မှာတိတ်မကောင်းတော်လဲအခုလာမကြက်သေးခင်အခုတော့သူ့မှာအမှုပညာဆိုသည့်ခြေရာကမရသည့်ဝင်းကဘာတွင် ရောင်ချချာဖြစ်နေရသည်ကိုအောင်သိရှင်အရင်အလုပ်ပဲပြန်လုပ်ပါအလုတ်လုတ်ရင်းနဲ့လဲစာရင်းလို့ရတာပဲဟု သူစနီးတဲ့မန်နူကတခါကပြောခဲ့ဘူးသည်ထို့အခါသူသည် အကြီးအကျယ်စိတ်ဆူခဲ့မှု၏။ငါစာရင်းရင်းမျက်တည်ခြင်းသည်ဘာအလုပ်မှမလုပ်ဘူးဟုပြန်ပြောခဲ့မှု၏။ဇနီးတဲ့မတ်နုမှာသူ့သည်းကြီးကို အတော်ခံခဲ့ရှာသည်။သူ့စာရေးဆရာဘဝတွင် အရက်တောက်တက်ခဲ့၍မကြခဏအင်အားကလေးတွေကိုရိုက်မတ်နုကိုရိုက်နှင့်ပြုတ်ခဲ့တော်လဲ။ကျမတို့ကျင်တော့သမ ्या ခိုင်းရမှာပါကိုအောင်သိရဲ့ကျင်ဟာကျမတို့ကျေးဇူးရှင်ပါဟုတနာစပွဲပြန်ပြောခဲ့၏ ို့အားသက်သည်မောရွေအတွေ့ကလေးတွေကိုတစီတန်းကြီးတွေးက ချော့တဲ့ချီပိုးထားသောကလေးငယ်သည်လည်းသူ့လက်ထဲတွင်အိပ်ပျော်နေလေပြီအပြင်၌မိုးလဲတိတ်လေပြီမန်းနူလည်းအိမ်ရှိမှဖနှက်ချုပ်ပေါ်သို့တက်လာသည်ကိုမြင်ရသည်မန်းနူသည်အရက်ဖြူပလင်းကလေးကို ကိုအောင်သစ်စာရည်သည်ထမင်းစပွဲဝိုင်းအပြားကလေးပေါ်တွင်တင်ပေးလိုက်သည် ကိုအောင်သည်လည်းကလေးကိုခြစ်သွားရင်း အခန်းတွင်ကအိယာတွင်အတာချလိုက်သည်မန်းနုသည် အခန်းတော်ခန့်ငငယ်ကလေးပေါ်မှလက်ဖက်ရပကံတလုံးကိုယူကာအင်းရှိစပွဲပေါ်သို့သွားတင်သည်ကိုအောင်သည်သည်အင်းရှိခန်းသို့ပြန်လာကာစပွဲဝိုင်းအနားတွင် ထိုင်ချလိုက်ပြီးနောက်အရက်ဖြူကိုလက်ဖက်ရပကံတွင်သို့လောင်းထည့်လိုက်သည်ပြီးတော့တကြိုင်းမြတ်တောက်ချလိုက်၏ပြီးတော့ဆော့ဆော့ကရင်းနဲ့စာဆာရွက်ပေါ်တွင် ဖောင်တိန်ဖြင့်ဆက်ရည်လိုက်သည် စ်ပင်အဝင်လှသောပြုံးတွင်နှင့်ကျွန်တော်တို့သည် တူးဖို့တူးတင်းကျပ်စွာဖက်မိကြသည်ဒီအချိန်တွင် မိုးကပိုသေးလာသည်နှစ်ယောက်စလုံးဆိုရွှဲနေကြတော့လဲတူးဤအပူငွေနှင့်တူးမှာနှွေးနေမိကြသည်တက်ချစ်တာပဲနွဲ့နွဲ့ရဲ့ဟုကျွန်တော်ကပြောလိုက်သည်ဒီအချိန်တွင် အတွင်းထဲမှာခလေးသည် ပြန်နိုးလာကငိုလီတော်သည် အပြေဘက်မှာ စောစောကရက်သွားဟန်တူသောမိုးသည်ပြုံးကနေဝဝဝဝနှင့်ပြန်ရွာချပြန်သည်ဒီကလေးကလည်းငိုးပဲငိုနိုင်လုံးမိုးကလည်းရွာပဲရွာနိုင်လုံးကွာစာကိုရေးမရပါဘူးဟုပြောကကိုအောင်တစ်သည် နောက်ထပ်အရက်ဖြူတစ်ခွက်ကိုထန့်ငှက်၍တောက်လိုက်မိပြန်သည်ဒီနေရာမှာတော့စာရေးဆရာမဆွေတင့်ရေးသားထားတယ်စိတ်ကူးရင်ဝတ္ထုရေးဆရာဆိုတဲ့မဂ္ဂဇင်းဝတ္ထုတို့ဟာပြီးဆုံးသွားပြီပဲဖြစ်ပါရဲ့ရှင်